အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကြတဲ့ပုံမြင်လေးကတော့စင်ရတဲ့အကြော်သေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအန်နာပါအမေရေတော်ပါတော့ရှင်ဘလို့ဖြစ်တာလဲတမီးလေးရဲ့အခုရေကတော်တော်လေးကိုပြမန်းနေပြီလားဒါဆိုလို့ရှင်လည်းရတယ်အထဲဝင်ပြီးတော့သွားနာလိုက်တော့လေအမေဒီမှာကြံနေတဲ့ကော်ဘီတော့တွေအားလုံးအိမ်ထဲကိုယူလာခဲ့လိုက်မယ်အော်အမေရေထားလိုက်ပါတော့ မေတယောက်တည်းဒီအလုပ်တွေအားလုံးကိုလုပ်နေမယ်ဆိုလို့ရှင်တော့အရန်ကိုပြန်မှန်းသွားလိမ့်မယ်နော်ပြီးရင်တော့အမေနဲ့အတူတူသမီးဆိုင်လဲသွားဖွင့်ရအောင်မှာပဲဥစ္စာကိုအေးဟုတ်တယ်လေသမီးလေးရဲ့ဘာဖြစ်လို့လဲအမေနဲ့အတူတူဆိုင်သွားဖွင့်ရတာကိုငါသမီးလေးကသဘောမကျဘူးလားအမေရဲ့သမီးမပြောနဲ့ဘယ်သူမှသဘောကျမှာမဟုတ်ဘူးလမ်းဘေးမှာရှိတဲ့နေရာလေးမှာလှဲနဲ့တရက်လုံးရက်ပြီးတော့ဆိုင်ဖွင့်ရောင်းချနေရတာဘလောက်ပြန်မှန်းနေမှလဲဒါနဲ့အမေဒီဆိုင်ကိုဖွင့်ဖို့အတွက်ဘယ်သူကများအမေကိုအကြံဉာဏ်ပေးလိုက်ကြလဲသမီးကိုပြောပါအောင် ။သမီးအဖေပေါ့သမီးရဲ့သမီးလေးရဲ့အဖေကိုယ်တိုင်ကအမေကိုဒီအကြံပေးခဲ့ရော။သမီးငငယ်တော့ကဆိုရင်တော့သူကကြက်ထဲမှာအရာရှိတယောက်ဖြစ်ခဲ့ရလိ။ဒီလိုနဲ့သမီးအဖေရဲ့အထက်အရာရှိတယောက်ကခွင့်ရရလို့ဒီကိုပြန်လာတဲ့အချိန်မှာသမီးအဖေနဲ့အတူတူပြန်လာကြတယ်။ဟုတ်လားအမေရဲ့ဒါနဲ့ပြီးတော့ဘာတွေဆက်ဖြစ်သွားလဲ။သမီးအဖေကလည်းအဲ့ဒီအရာရှိကြီးရဲ့အိမ်ကိုလိုက်သွားပြီးထမင်းတော်စားနေနေတဲ့ပဲဒီနီးကိုတီးခဲ့ရော။သူလည်းကော်ပီကြော်စားပြီးတော်တော်လေးသဘောကျနှစ်သက်သွားခဲ့တယ်။အဲ့ဒါနဲ့ဒီနီးလန့်ကိုတခါရက်ကျလာခဲ့ပါလေရောလေ။ อืมတီးပြီတီးပြီအဲ့ဒီနောက်တက်ထဲကနေထွက်လာတဲ့အချိန်မှာအဖေကိုတိုင်းကလည်းဒါကိုလှုပ်ပြီးရောင်းခဲ့ရပေါ့ဟုတ်လားအေးဟုတ်တယ်သမီးလေးရဲ့ဒီမော့တွေကိုအရန်သဘောကျလုံးလုံးစိုက်ပါလက်ပါနဲ့လှုပ်ခဲ့ရသူကိုတိုင်းဆိုင်ခွင့်တဲ့အချိန်မှာအမေကလည်းဘေးကနေလိုက်ပါကူညီပေးခဲ့ရတာပေါ့သမီးလေးရဲ့ဒါနဲ့အမေအကြော်ရီကြော်ဖို့အတွက်ဒီကော်ဘီနဲ့အတူတူတခြားဟင်းသီးဟင်းရွက်တွေအားလုံးဈေးထဲကဝယ်လဲရတာပဲကိုတိုင်းစိုက်ပြောနေရောအရန်ကိုပင်ပန်းတာမဟုတ်ဘူးလားအေးဟုတ်တယ်သမီးရဲ့ဒီမေကုန်းကိုတော့အမေကိုတိုင်းလည်းသမီးရဲ့အဖေကိုမေးခဲ့ဘူးတယ် ဒီအချိန်မှာတမီးရဲ့အဖေကဘာပြောခဲ့လဲသိလားမိမရေးဈေးထဲမှာရှိတဲ့ဟင်းသီးဟင်းရွက်တွေကိုယုံကြည်လို့မရဘူးတဲ့သူတို့ကဘလောက်ကြောင်မှဖျန်းစိတ်တွေတုံးပြီးဟင်းသီးဟင်းရွက်တွေကိုစိုက်ပြိုးထားလဲငါတို့မှမမြင်ရတာပဲလေအဲ့ဒါကြောင့်ကိုရိုင်းပဲစိုက်ပြိုးကြတာကိုရိုင်းစိုက်ပြိုးတော့အမြက်လည်းပိုထွက်လာတာပေါ့တမီးရဲ့ဈေးထဲကဝယ်တဲ့ဟင်းသီးဟင်းရွက်တွေကဘလောက်ကြောင်လက်ဆက်လဲဆိုတာကိုအမေတို့မသိရသလိုမျိုးဈေးကလည်းကြီးသေးတယ်သူပြောတဲ့စကားကဟုတ်တော့လေဟုတ်နေရပဲအမေတို့လည်းဒီစကားကိုလက်ခံပြီးအဲ့ဒီအချိန်ကလေးက အကျော်မှာကြော်ပြီးထဲတဲ့ဟင်းသီးဟင်းရွက်တွေအကုန်လုံးကိုရိုင်းပဲဆိုင်ပြိုးတော့တယ်။ဒါနဲ့အမေဒီချပူပြီးသမီးတို့အနေနဲ့ဘဝမှာအများကြီးလုပ်လို့ရသေးတယ်ဆိုတော့ကိုမသိဘူးလားယင်။အမေပဲစဉ်းစားကြည့်သမီးတို့အကျော်ဆိုင်မှာနည်းနည်းလေးပို့ပြီးအမြတ်ရဖို့အတွက်ဒီလောက်ထိများတဲ့အလုပ်တွေအများကြီးကိုလုပ်နေရတဲ့အချိန်တွေလည်းပိုကုန်တယ်လေ။အလောက်ထိစူးစမ်းပန်းစားနဲ့အလုပ်လုပ်ပြီးနောက်သမီးတို့လက်ထက်မှာဘလောက်များငွေကြမ်းလို့လဲအမေရဲ့။နည်းနည်းပပလေးအောင်ကြမ်းတာမဟုတ်ဘူး။ဒီလိုတော့လည်းဘယ်ဟုတ်ပါမလဲသမီးရဲ့။ ။သမီးဖေကြော်ပြီးရောင်းခဲ့တဲ့ကော်ဖီထုပ်ကြော်တွေကတကယ်အရန်အရသာရှိပြီးစားလို့လည်းကောင်းတယ်။အရန်ဝေးတဲ့နေရာကသူတွေကလည်းသူ့ရဲ့အစားအသောက်ကိုကြိုက်ကြလွန်လို့ဆိုပြီးတော့လာစားကြတယ်။အဲ့ဒီအချိန်တုန်းကဆိုရင်တော့အမေတို့စီးပွားရေးအချိန်တွေအတော်လေးအဆင်ပြေခဲ့တယ်သမီး။သမီးပဲစဲစားကြည့်အမေတို့တသက်အလုံးဒီအလုပ်ကိုပဲအချိန်အကြာကြီးလုပ်ပြီးစီးပွားရေးလုပ်ခဲ့ကြတာလေအမေတို့ဒီအလုပ်လုပ်ခဲ့လို့တော့ငါ့ရဲ့သမီးလေးကိုဖွဲရတဲ့အထည်ပညာသင်ကြားပေးနိုင်ခဲ့ရပေါ့မဟုတ်ဘူးဆိုရင်တော့ဒီကြောင့်အကြီးကြီးမှငါ့ရဲ့သမီးလေးကိုပညာသင်ကြားစေနိုင်ပါမလား ဟုတ်တယ်လေအမေရဲ့အခုဆိုလို့ရှိရင်တော့အဖေလည်းရှိတာမဟုတ်တော့ဘူးပြီးတော့အဖေကိုယ်တိုင်လောက်ထားတဲ့မုံနဲ့တမီးတို့လောက်တဲ့မုံတွေနဲ့အရသာကကြိုရလည်းမဟုတ်ဘူးအမေတရက်အလုံးစူးစမ်းပန်းစားနဲ့စိုင်တော့ဖွင့်ပြီးတော့မှအမေရဲ့စိုင်မှာလူတစ်ယောက်စာနှစ်ယောက်စပဲလာတာတမီးပညာသင်စုရသွားလို့တော်သေးတယ်အမေရဲ့သမီးသာပညာသင်စုမရဘူးဆိုလို့ရှိရင်တော့ကျောင်းဆက်တက်ဖို့အတွက်ကျောင်းလာကတွေအများကြီးပေးသွင်းနိုင်မှာမဟုတ်တော့ဘူးအေးဟုတ်တယ်တမီးပြောတဲ့စကားမှန်တော့လေမှန်တယ်အမေကိုယ်တိုင်လည်းတခြားအလုပ်တစ်ခုမလုပ်တတ်ဘူးဒါပဲလုပ်တတ်တယ် အမေတို့ရှိကတင်ယူခဲ့တဲ့နေရာမှာတခခုလိုအပ်ချက်ရှိသွားတယ်ဖြစ်မယ်နော်။အားရကြောင့်လဲအမေတို့ရဲ့ဝယ်သူတွေကအခုတဖြည်းဖြည်းနဲ့တော်တော်လေးလျှော့နေနေကမဟုတ်တာအမေရဲ့။သမီးတို့မဟုတ်မှအရသာလိုအပ်နေရမဟုတ်ဘူး။သမီးတို့အနည်းပတ်ဝင်ချင်းမှာနောက်ထပ်ဆိုင်တွေအများကြီးတိုးလာခဲ့တာ။စားတောက်ဆိုင်တွေကလည်းဈေးအများကြီးလဲမကြီးပဲနဲ့အရသာကလည်းရှိတော့လူတွေအားလုံးအဲ့ဒီမှာသွားစားနေကြတာလေ။အဲ့ဒီမှာတရုတ်အစားအစာတွေလည်းရတယ်သမီးတို့ရောင်းနေတဲ့အကြော်မျိုးစုံကိုလည်းကျွန်မကရောင်းချပေးနေတာဆိုတော့ဝယ်သူတွေအကုန်လုံးကလည်းအဲ့ဒီဆိုင်ကနေပဲသွားစားကြတယ်မင်း အဲ့ဒီစားတောက်ဆိုင်တွေမှာဆိုရင်တော့လူတွေကအေးအေးဆေးဆေးထိုင်ပြီးတော့လဲစားလို့ရသေးတယ်။အမေပဲစဉ်းစားကြည့်ပါအမေရဲ့အမေရဲ့ဆိုင်လေးကိုဘယ်သူကလာဝယ်စားမှာလဲအားလုံးကမတ်တက်ရက်ပြီးတော့စားတောက်ရမှာလမ်းပေးမှာသူ့သမီးလေးရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာတော့အမေဖြစ်တော့တော်တော်လေးဝမ်းနေတော့ခဲ့ပါရဲ့။နေနာကလည်းသူ့အမေစိတ်မကောင်းဖြစ်သွားတဲ့အခါမှာတော့သူမတော်တော်လေးစိတ်ပြတ်သွားပါရဲ့။တကယ်မှာတော့သူတို့တောင်မီနှစ်ယောက်လုံးအချိန်လေးကအရန်ကောင်းမွန်လို့နေရတော့မဟုတ်ပါဘူး။ နေနိုင်ဖောက်ခင်ဖြစ်သူဖွင့်ထားပေးခဲ့တဲ့ကော်ပီကြော်ဆိုင်လေးကိုတော့မိခင်ဖြစ်သူကဆက်လက်ဖွင့်လှစ်ရောင်းချနေခဲ့ပေမဲ့စီးပွားရေးအခြေအနေကတော့တော်တော်လေးဆိုးရွားနေခဲ့ပါတယ်။ဒီစီးပွားရေးကိုသူတို့ဆက်လုပ်နေခဲ့ပေမဲ့မရောရသလောက်တောင်းပါပဲ။တစ်ဖက်မှာနေနာကတော့မြို့မှာရှိတဲ့အကြီးဆုံးအကြောင်းမှာကြောင်းတော်တက်နေခဲ့ပြီးပညာသင်ယူနေခဲ့ပါတယ်။သူမကဟိုတယ်မန်နေဂျမန့်နဲ့ပတ်သက်တဲ့ပညာကိုစီးပွားသင်ယူနေခဲ့ရပါ။ဒါနဲ့နေဒီနေ့ထမင်းပိုးထဲမှာဘာတွေကိုယူလာခဲ့ရလဲငါ့ကိုလည်းပြောပါအောင်။ ငါဒီနေ့ sandwich ထည့်လာခဲ့တယ်။ဘာလို့လဲနေရလဲနေအမေလောက်ထားတဲ့အကြော်တွေကိုဘာဖြစ်လို့နေဘရောမမထည့်လာခဲ့ရလဲ။ငါလည်းနေအမေကြော်ထားတဲ့ coffee ကြော်အရန်စားကြည့်ချင်တယ်။ငါနေကိုခဏခဏပြောတယ်နော်အကြော်တွေကိုယူလာခဲ့ပါဆိုနေမှနေဘယ်တော့မှမယူလာခဲ့ဘူး။သစားပိုက်ထားစမ်းပါနေပါသီးလို့လေငါမေဆိုင်မှာရောင်းနေမဟုတ်တယ်ကိုငါထည့်လာလို့ရှင်အားလုံးဘလောက်တောင်ငါ့ကိုလှောင်ပြောင်ကြမလဲဆိုတာကိုနင်းသိလားငါမေအကျော်ဆိုင်ဖွင့်ထားတယ်ဆိုတဲ့အကြောင်းကိုသိခဲ့ကအเจ้าမရှိတဲ့အเจ้าသားတော်လောင်ငါ့ကိုဟာတိုက်လှောင်ပြောင်နေကြတာ တကယ်လို့ငါ့ရဲ့ထမင်းပူးထဲမှာသာအကြော်ရီထက်လာတယ်ဆိုတာကိုတွေ့သွားလို့ရှင်တော့သူတို့ဘော်ရီများဆက်လောက်ကြားလိုက်မလဲမသိပါဘူးဟဲ့ဟဲ့နင်ကယူနေလားနင်တတော်လေးတောင်းတာပဲနော်နင်အမေကိုနင်အထင်သေးနေရပဲအဲ့ဒီအယူတွေပြောတဲ့ဇကားတွေကိုနင်နားထောင်မနေနဲ့သူရဲ့အမြင်တွေကိုလည်းနင်ကယူဆိုင်နေစရာအကြောင်းမရှိဘူးလေငါတကယ်ပြောနေရအန်တီကြော်ထားတဲ့အကြော်ရီကိုတော့ငါအရန်ကိုစားကြည့်နေတယ်ဟာအန်တီကအရန်ကောင်းတဲ့ဂေါ်ဘီကြော်ကိုကြော်ပေးနိုင်တယ်ဆိုတော့ငါသိရလေဘာလို့လဲဆိုတော့ငါလည်းစားဘူးနေရပဲ ကျောင်းမှာထိုင်နေခဲ့တဲ့နေနာနဲ့သူရဲ့တငယ်ချင်းနှစ်ယောက်လုံးကလည်းအတူတူစကားပြောနေခဲ့ကြပါသည်။ဒီအချိန်မှာကျောင်းသူကျောင်းသားတွေနောက်ထပ်ရောက်ရှိလာခဲ့ပြီးအတန်အကျယ်ကြီးနဲ့អော်ပြောခဲ့ကြပါသည်။ကဲ copy ကြော်ရရမယ် copy ကြော်ရရမယ် copy ကြော်ရရမယ်။အကိုကြီး copy ကြော်ဘယ်လိုရောင်းလဲရှင်။အမရေတကယ်တော့ကျွန်တော်တို့ကအရန်ကိုဆင်းရဲကြတဲ့သူတွေဆိုတော့အများကြီးပေးစရာမလိုပါဘူးတပွဲကို30နဲ့ပဲရောင်းပေးမယ်နော်တပွဲကို30ပဲပေးပါကျွန်တော်ကကျွန်တော်ရဲ့သမီးလေးကိုအခုပညာသင်ကြားပေးနေရသည် သူ့ကိုစဖုံမှုတယောက်ဖြစ်အောင်အထီးတင်ပေးရအောင်မှာဆိုတော့ပတ်စံကလည်းစူးစောင်းရအောင်မယ်။ဒါကတော့ Akash ဆိုတဲ့အကောင့်လေးပဲဖြစ်ပါတယ်။အခုနောက်လေးတွင်နေနာနဲ့သူ့ရဲ့တငယ်ချင်းနှစ်ယောက်လုံးထိုင်ပြီးစကားပြောနေရသူ့အကြောင်းပါပဲ။ Akash ကတော့အရန်ကိုချမ်းသာတဲ့အိမ်ကအကောင့်လေးတယောက်ပါ။သူ့ရဲ့အဖေကိုယ်တိုင်ကဟိုတယ်ရီပိုင်းဆိုင်တဲ့အတွက်သူ့ရဲ့အနာဂတ်ကတော့ဘာမှစွန့်ပူပန်စရာမရှိပါဘူး။ကြောင်းပြီးသွားတာနဲ့အလုပ်တန်းဝင်ရုံပါပဲ။နေနာကလည်းဒါရီကိုတီးမခတ်နိုင်တဲ့အဆုံးမှာတော့နေရာကနေချက်ချင်းထားထွက်သွားလိုက်ပါရဲ့။ အကရှ်နေရဲ့အပြုတ်မှုတွေကအရန်ကိုရိုင်းဆိုင်တော့လဲနေအခုဒါဘာလောက်လိုက်ကြလဲနေအခုလိုမျိုးနေနောက်လုံနေရတာတော်တော်လေးကိုပြောရနေလားဟန်အမှန်တကယ်မှာတော့နေရမကောင်းတာပါအဆင့်တန်းမရှိတဲ့ main ကလေးတယောက်နဲ့တော့ပေါောင်းနေတယ်နေကရောဘယ်လိုမျိုးလဲအမှန်တကယ်ဆိုလို့ရှင်တော့နေကငါရိရဲ့အတင်းအဖွဲထဲမှာပဲရှိနေတဲ့တဲ့နော်ငါရိုနဲ့နေနေကအဆင့်အတန်းတူတူပဲအဲ့ဒီ main ကလေးတဲ့နေနေကအဆင့်အတန်းတစားကလေးမှတူတာလည်းမဟုတ်ဘူးအဲ့ဒီစင်ရဲမွဲတေလွန်နေတဲ့နေနာနဲ့သူ့ရဲ့အကြော်ရောင်းတဲ့အမေကိုတော့နေလွတ်ထားလိုက်စမ်းပါ ကြောစမ်းမဟဲပါဇက်ပိတ်ထားစမ်းမနင်ဘာမှငါ့ကိုလာပြီးတော့ဆရာကြီးလုံးနေစရာအကြောင်းမရှိဘူးငါအခုချက်ချင်းအကြောင်းဆရာကြီးရုံးကန်းကိုတွားပြီးနေအကြောင်းနေအကုန်လုံးကိုတွားတိုင်းပြောပြမယ်အမလီနေရမြားငါ့ကိုလာပြီးတော့ချင်းချောင်းနေသေးတယ်နင်မေ့တွားပြီးနေတွေ့ပါတယ်ဒီအကြောင်းကလည်းငါအဖေနဲ့ဘလောက်ထိတတ်ဆိုင်လဲဆိုတော့ကိုအားလုံးအနေရဲ့စကားကိုယုံကြည်ပြီးနားထောင်ပေးကြလိမ့်မယ်လို့ထင်နေရလားနေငါ့ကိုတခုခုပြောမယ်ဆိုလို့ရှိရင်တော့ဘာမှထူးခြားနေမှာမဟုတ်ဘူးနော်။နေရတငယ်ချင်းပဲဒုက္ခအကြီးအကျယ်ရောက်သွားလိမ့်မယ်။အဲ့ဒီခါကျရင်တော့နေငါ့ကိုအပြစ်မတင်နဲ့နော်ကြားလား။ ဒီကိစ္စတွေအားလုံးဖြစ်ပြီးရတဲ့နောက်မှာနေနာကတော့ငိုနေရင်းနဲ့အိမ်ကိုပြန်လာခဲ့လိုက်ပါတယ်။သူရဲ့အမေကလည်းတမီးလေးငိုနေအောင်ကိုတွေ့ခင်ရတဲ့အခါမှာမိလိုက်ပါတယ်။ဘာဖြစ်တာလဲတမီးရဲ့ဘာဖြစ်လို့ငိုပြီးကျောင်းကနေအိမ်ကိုပြန်လာရတာလဲ။အမေတမီးပြောတဲ့စကားအနားထောက်မှာအမေရဲ့အမေဒီနေ့ကစပြီးတော့အဲ့ဒီခေါ်ပြီးကျောင်းတွေကိုနောက်ဘယ်တော့မှချက်ပြီးတော့မရောတော့နဲ့။အမေလမ်းဘေးမှာအဲ့ဒီလှဲလေးနဲ့ဘာတခုမှမရောရတော့ဘူး။တမီးကိုခရီးပေးပါအမေ။အမေပြောတဲ့စကားအနားထောက်မှာအမေရဲ့တမီးရဲ့ဒါဘလို့စကားတွေပြောနေရလဲ။ငါတမီးလေးကတော့ဒုက္ခပါပဲ။ မေတော့အလုံးမလုပ်ဘူးဆိုလို့ရှင်တော့ပတ်စံကိုဘယ်ကနေရောက်มาလဲသမီးအမေတို့အိမ်မှာစားဝတ်နေရေးကလည်းရှိသေးတယ်မဟုတ်လားအမေကလည်းသမီးကြောင်းစင်းလာခဲ့တဲ့အခါကျရင်တော့အချိန်ပိုင်းအလုံးရောင်းရှာပြီးတော့လုပ်မယ်အဲဒီကရတဲ့ပတ်စံနဲ့သမီးအမေကိုရှာကျွေးမယ်အမေရောအဲဒီအလုံးကိုတော့အမေသွားမလုပ်တော့နဲ့နော်သမီးကိုလူတွေအားလုံးလှောင်ပြောင်နေကြတာကိုသမီးချက်ပြီးတော့မကြည့်နိုင်တော့ဘူးနဲနာအခုလိုမျိုးအတင်းကျပ်ပြောဆိုနေခဲ့တဲ့အခါမှာတော့အမေဖြစ်သူကလည်းချက်ချင်းပဲအလျှော်ပေးလိုက်ရပါတော့တယ်သူကလည်းထပ်ပြီးတော့စိုင်းသွားမဖွင့်တော့ပါဘူး သူရဲ့အိမ်ဇာဝဲနေရေကိုဖြည့်ရှင်ပေးဖို့အတွက်နေနာကကော်ဖီဆိုင်တစ်ခုမှာအလုပ်ဝင်လုပ်နေခဲ့ပါတယ်။သူကတရက်အလုံးအဲဒီမှာပဲနေပြီးအလုပ်လုပ်ခဲ့ပါတယ်။ကျောင်းတက်အလုပ်လုပ်ပြီးနောက်သူအိမ်ကိုပြန်လာတဲ့အချိန်မှာအတော်လေးမိုးချုပ်သွားကြပါတယ်။အခုဆိုရင်တော့အကာရှိတဲ့သူရဲ့တငယ်ချင်းအပေါင်းအသင်းတွေအကုန်လုံးကသူနဲ့သူရဲ့အမေကိုထပ်ပြီးလောင်ပြောင်းတယောချင်းမရှိတော့တဲ့အတွက်နေနာပျော်ရွှင်သွားခဲ့ပါတယ်။ဒီလိုနဲ့တရက်ကျောင်းမှာကဲအားလုံးပဲဒီနေ့ပြိုင်ပွဲမှာတော့ကိုယ့်ရဲ့လက်စွမ်းတွေကိုပြဖို့အတွက်ပြင်ဆင်ထားလိုက်ကြတော့နော်။ ဒီနေ့အားလုံးလောက်ရမယ့်ပစ္စည်းတွေကိုတော့အရှိမရှိတဲ့ဘုံနဲ့မှထည့်ထားပေးတယ်။ဒီနေ့ဒိုင်းတူကြီးတွေကလည်းအရန်ကိုတော်ကြတဲ့ဒိုင်းတူကြီးတွေပဲရွေးချယ်ထားတယ်။ကြောက်ခါပါပဲဘလို့လုံးမလဲငါရဲ့ဒီပူးထဲမှာတော့နှုတ်ခဲတွေပဲရှိပါစေ။ဘလို့မဆိုဒီနေ့ပြိုင်ပွဲကငါအနိုင်ရရှိမှဖြစ်မယ်။သူမကလည်းတောင်းတရင်ရင်နဲ့ဘိုးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ကြောက်ခါပဲဒါပါကြီးလေဒါမဖြစ်နိုင်ဘူး။ဘလို့ဖြစ်ပြီးတော့ဂေါ်ပြီးတော့ရှိနေရတာလေ။နေနာစိုက်ပြဝမ်းနဲ့နေခဲ့တဲ့အချိန်မှာဘေးမှာရနေခဲ့တဲ့အကာရှ်ကတော့ရင်းနေခဲ့ပါရဲ့။ အကာရှ်ကိုတွေ့ခဲ့ရတဲ့အခါမှာတော့သူရဲ့ယုံကြည်မှုတွေအကုန်လုံးကထပ်ပြီးကြားဆင်းသွားပါတယ်။နယ်နာရဲ့တငယ်ချင်းကပြောခဲ့ရပေါ့။နယ်နာသူ့ကိုအယုံဆိုင်မနေနဲ့ဒါအနေတော့အခွင့်အရေးတစ်ခုပဲ။ဒီချိန်မှာနင်းရဲ့အရေးချင်းကိုပြသလိုက်နင်းအမေကိုလည်းနင်းယုံကြည်လိုက်ပါ။တငယ်ချင်းရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာနယ်နာကလည်းယုံကြည်ချက်ပြင်ထန်သွားပါတယ်။သူမလှုပ်တဲ့နယ်လို့ထင်တာကိုသူမလှုပ်ချလိုက်ပါတော့တယ်။သူမအမေလှုပ်တဲ့ပုံစံတိုင်းသူမကကော်ပီကြော်တွေကိုပြင်ဆင်လိုက်ပါတယ်။သူမက ချက်ပြုတ်ပြီးဆောင်သွားခဲ့တဲ့အခါမှာတော့ဒိုင်းတို့ကြီးတွေအစာတောက်ကိုမီးဆန်းတဲ့အချိန်မှာကောင်းလိုက်တာအရန်အစာကောင်းနေဒီဟင်းချက်ပြုတ်နေကိုဘယ်သူစီကတင်ရှုခဲ့ရလဲဒါကကျမအဖေလောက်ထားတဲ့အကြော်ပါကျမအဖေကိုယ်တိုင်ကတရုတ်နိုင်ငံကနေတင်ရှုခဲ့ရလေအမေကိုယ်တိုင်ကကျမကိုတောက်တင်ပေးခဲ့ရတကယ်တော့အဖေမရှိရတဲ့နောက်အမေကပဲအဖေစီကဒီမုန်းလုံးကြီးကိုတင်ရှုခဲ့ပါတယ်အမေကလမ်းမှာလဲလေးနဲ့ကော်ပီကြော်ကြော်ရောင်းနေသူပါဒါဆိုရင်တော့မင်းရဲ့အမေကော်ပီကြော်ရောင်းနေနေရာကိုငါ့ကိုလည်းလိုက်ပြစမ်းမအောင် အတော်လေးအရသာရှိရပဲလုံးဝကိုမူရင်းအရသာအတိုင်းပဲမင်းကိုယ်တိုင်လည်းငါတို့ဟိုတယ်မှာရှိတဲ့စပိုးဆောင်ထဲမှာဒီအရသာရှိတဲ့မုတ်တွေကိုလုံနိုင်လိမ့်မယ်လို့ယုံကြည်ရဲ့ဒီနေ့လောက်ထားတဲ့မုတ်ကတော့အမခံပဲတကယ်စားလို့ရမ်းကောင်းတယ်။တိုင်သူကြီးပြောတဲ့စကားတွေကိုကြားခဲ့ရပြီးနေနာအတော်ဝမ်းသာသွားပါတယ်သူရဲ့စိတ်ထဲမှာရှိတဲ့နားလေမူလွဲနေတဲ့ကိစ္စရပ်တွေအကုန်လုံးကလည်းချက်ချင်းဖြေရှင်းပြီးသားဖြစ်သွားပါတယ်။ဒီမှာဒီပြိုင်ပွဲအနိုင်ရရှိသွားပါတယ်။ဒီမှာအလောက်တစ်ခုလည်းချက်ချင်းရရှိသွားခဲ့ပါပြီ။ဒီမှာလောက်ဖို့အတွက်နောက်ထပ်အလောက်တစ်ခုကြံပါသေးတယ်။ ။သမီးလေးရေလာပြီလာနောက်ကြလိုက်တာကွယ်။သမီးရဲ့ပြိုင်ပွဲရောဘလို့လဲ။ထားလိုက်ပါအမေရဲ့ခဏလေးအမေရဲ့ခေါ်ပြီးတွေ့ပေးမလေး။ဘာလို့ခေါ်လဲသမီးရဲ့။ဘာလို့ရမလဲအမေ။သမီးခေါ်ပြီးကြောကြောမလို့။အဲ့ဒါကလည်းအမေရဲ့ဆိုင်မှာဘာပြောနေရလဲသမီး။တကယ်ပြောနေရအမေရဲ့။သမီးမှားသွားတယ်အမေ။တခြားသူတွေအားလုံးလိုမျိုးပဲအမေရဲ့အရေးချင်းကိုသမီးအထင်သိမိခဲ့တယ်။အခုချိန်ကစပြီးအရာအားလုံးပြန်ပြီးအဆင်ပြေသွားတော့မယ်။သမီးတို့တာမီးနှစ်ယောက်လုံးကအမြဲတမ်းခေါ်ပြီးကြော်တယ်ရေးပဲဖြစ်နေမှာဒါပေမဲ့အခုချိန်ကစပြီးသမီးတို့ထပ်ပြီးမစင်ရတော့ဘူးအမေ နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့စရဲသားတွေရဲ့ရွှေဆောင်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။ရွာတရွာမှာနေထိုင်ကြတဲ့တငယ်ချင်းနှစ်ယောက်ဖြစ်တဲ့မိုဟန်နဲ့ဒီနေရှ်တို့နှစ်ယောက်လုံးကတော့အလောက်ကျန်သမားတွေဖြစ်ကြပါတယ်။ဒီတစ်ခါဆောင်းရောက်တရောက်ရှိလာခဲ့တဲ့အခါမှာတော့မိုဟန်ကတနေ့ပတ်လည်လုံးစုဆောင်းထားတဲ့ပတ်စံနဲ့ဆောင်းလေးတစ်ထည်ကိုရိုင်းချုပ်ဖို့အတွက်စဉ်းစားနေခဲ့ပါတယ်။ဒီအကြောင်းကိစ္စတွေသူရဲ့စိတ်ထဲမှာစဉ်းစားနေခဲ့တာအတော်လေးကြာမြင့်နေခဲ့ပါပြီ။ဒီလိုနဲ့ညနေခင်းတစ်ခုရောက်ရှိသွားခဲ့တဲ့အခါမှာတော့ ဒီနေ့ရှင်းတဲ့အတူတူသူလည်းအလောလောပြီးအိမ်ကိုပြန်လာနေခဲ့တဲ့အချိန်ဆောင်းရောင်းနေတဲ့ဆောင်းဆိုင်တဆိုင်ကိုတွေ့လိုက်ရတဲ့အခါမှာသူကဆိုင်ရှင်မှရန်လိုက်ပါတယ်။ဘာဖြစ်တာလဲတကယ်ချင်းရဲ့မင်းသွားနေနေဘာဖြစ်လို့ရုတ်တရက်ကြီးရက်သွားရတာလဲစသွားလေကွာ။အေးဒီတစ်ခါဆောင်းရသည်ကလည်းရောက်နေပြီးရာသည်ဥတုအတော်လေးကိုအေးနေရဆိုတော့ဆောင်းတစ်ထည်ကတော့အိမ်မှာလိုအပ်တယ်ကွာ။အိမ်မှာရှိတဲ့ဆောင်းတွေကလည်းတတော်လေးဟောင်းထွက်နေပြီလေ။ဆောင်းကအရန်ကိုနဲနေတဲ့အခါကျတော့အိပ်ရတာအဆင်မပြေဘူး။ ။ဆောင်းတွေကလည်းနေရာဆောင်ကပေါက်ပြဲနေရဆိုတော့ကလေးတွေကလည်းညအိပ်ရတာတော်တော်လေးကိုအေးနေကြတယ်။ငါလည်းထပ်ပြီးမကြည့်ရတော့တာနဲ့ဒီနှစ်တော့ဆောင်းအစ်စ်လေးတစ်ထည်ဝယ်ပေးမယ်ဆိုပြီးတော့စဉ်းစားထားပါသေးတယ်။ငါတို့ရှိမှဆောင်းအစ်စ်တစ်ထည်လောက်ရရှိသွားမယ်ဆိုလို့ရှင်တော့အေးအေးကြနဲ့လော့ကင်းသွားလိုက်မယ်။ငါပတ်စံလည်းစူဆောင်းထားပါသေးတယ်။အဲ့ဒါကြောင့်ဒီနေ့ပဲဆိုင်ကိုသွားပြီးတော့သွားမေးကြည့်လိုက်အောင်မယ်။ဆောင်တထဲဘလောင်းနဲ့သူတို့ရောင်းနေတယ်မသိဘူး။အေးကောင်းတယ်တကယ်ချင်းရေကောင်းတယ်ကောင်းတယ်။ဆောင်ဆိုင်တွေ့ရတဲ့အတော်ပဲ ။မင်းလည်းသွားပြီးတော့မဲကြီးလိုက်လေအဆင်ပြေတယ်ဆိုလို့ရှင်တော့ငါလည်းဆောင်းလို့ခြင်းနဲ့ငါအိမ်မှာလည်းဆောင်းရလိုအပ်သေးရဲ့။မိုးအန်ကလည်းဆောင်းဆိုင်ကိုသွားပြီးနောက်မှာတော့ဆောင်းဆိုင်ပိုင်ရှင်နဲ့စကားပြောကြည့်ပြီးသူပြောရွှင်ဝမ်းမြောက်စွာနဲ့အိမ်ကိုပြလာခဲ့လိုက်ပါရီ။ငွေချင်းတယောက်လုံးကလည်းပတ်စံအဆင်ပြေသွားခဲ့တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့အိမ်တွေကိုစီအတွက်ဆောင်းတထဲစီဝဲယူသွားခဲ့ကြပါရီ။မိုဟန်ရဲ့ကလေးတွေကလည်းသူရဲ့ဖခင်ဖြစ်သူအခုလိုမျိုးဆောင်းဝဲလာပြေးခဲ့တဲ့အခါမှာဝမ်းသာပျော်ရွှင်နေကြပါသည်။အရင်တုန်းကသူတို့ဆောင်းမရှိဘဲနဲ့ အေးရတဲ့အထည်ဒီပုံစံအတိုင်းပဲအေးခဲကြရတာပါအခုဆိုရင်တော့သူတို့မှဆောင်းတထည်ရရှိသွားခဲ့ကြပါပြီအဖေရေဆောင်းကတော်တော်လေးကိုနှွေးရသီးလားသားတော်ကတော့တော်လေးကိုကြိုက်တယ်အဖေရေဒီဆောင်းကိုခြုံလိုက်တာနဲ့နည်းနည်းလေးတော့မအေးတော့ဘူးနှွေးနေရပဲအရင်တုန်းကညဘက်တွေဆိုလို့ရှင်တော့တော်တော်လေးကိုအေးတယ်ဒီဆောင်းလေးမှဝင်ပြီးတော့အိတ်လိုက်လို့ရှင်ဘယ်တော့မှထပ်ပြီးတော့အေးမှမဟုတ်တော့အရှမ်းကိုနှွေးသွားပြီဟုတ်တယ်တော့ဖေဖေဟုတ်တယ်ဟုတ်တယ်ဆောင်းကတကယ်တော်တော်လေးကိုနှွေးလဲနှွေးတယ်ပြီးတော့နူးညံ့ပြော့ပြောင်းနေရပဲ ကိုပေါ်မှာတင်ထားလိုက်တာနှွေးထွေးသွားတာပဲဖေဖေရဲ့အိမ်မှာရှိတဲ့ဆောင်ဆိုလို့ရှင်တော့အတော်လေးကိုစုံနေပြီဖေဖေရဲ့နေရတခါကနေပေါက်ပြဲနေတာဘလို့မှခြုံလို့ကိုမရတော့ဘူးအဲ့ဒီဆောင်ကိုခြုံလိုက်တဲ့အခါတိုင်းတော်တော်လေးကိုအေးရတည်လားအဲ့ဒီဆောင်ကပေါက်ပြဲနေတာဆိုတော့လေးရီကလည်းအပေါက်ထဲကနေခနာကိုရဲကိုတုံးဝင်နေခဲ့ရလေ။အေးပါခလေးရရဲ့အေးပါအေးပါ။အရင်တုန်းကဆောင်ကိုလည်းထပ်ပြီးတော့သုံးစရာမလိုတော့ဘူး။ဒီဆောင်အစ်စ်ကိုခြုံပြီးအေးအေးဆေးဆေးအိမ်နော်။ခလေးတို့အခုလိုဝမ်းသာပျော်ရွှင်နေရကိုတွေ့ရောအဖေလည်းတော်တော်လေးကိုဝမ်းသာပျော်ရွှင်နေ ကျမကြားရကတော့ဒီနှစ်ဆောင်းရသည်တော်တော်လေးအေးမယ်လို့ကြားတယ်။အရင်နှစ်တွေထပ်ပို့ပြီးတော့အေးအောင်ပါတဲ့။ကျမတို့ကတော့အခုဆောင်းလေးတစ်ထည့်ရသွားပြီဆိုတော့အဆင်ပြေရပါရှင်။အေးရတဲ့ကြားတဲ့ကျမတို့ဆောင်းပြဲနဲ့အိတ်ဆရာလည်းမလို့တော့ဘူး။ဆောင်းအသက်လေးတစ်ထည့်ရသွားတော့ကျမတို့လည်းအေးအေးဆေးဆေးအိတ်လို့ရတယ်။ဒီတစ်ခါဆောင်းရသည်မှာတော့ကျမတို့တကယ်အဆင်ပြေသွားပြီ။ဆောင်းအသက်တစ်ထည့်ကတော့မိုဟန်နဲ့သူရဲ့မိသားစုဝင်တွေအားလုံးအကြွအကြွရွှေမှုတွေအများကြီးကိုယူဆောင်လာခဲ့ပေးနိုင်ခဲ့ပါရဲ့။ တစ်ဖက်မှာဒီနေ့ရှ်ကလည်းဆောင်းအစ်တတထဲကိုအင်ကိုယူဆောင်သွားခဲ့ပါတယ်။သူကတော့စိတ်အေးချမ်းသာမှုဖယ်တုံးကမှမများရှိခဲ့ပါဘူး။သူကတော်တော်လေးကိုလောဘကြီးလွန်တဲ့အတွက်ပျော်ရွှင်မှုနည်းနည်းလေးနဲ့ပျော်ရွှင်တတ်တဲ့သူမျိုးမဟုတ်ပါဘူး။ဒီနေ့ရှ်ကတော့အုံနောက်ထဲမှာတခုခုစဉ်းစားနေခဲ့ပါတယ်။သူကလည်းရုတ်တရက်စဉ်းစားလုပ်ပြီးသွားတဲ့အခါမှာတော့ချက်ချင်းထွက်လာခဲ့ပြီးမိုဟန်ရဲ့အင်ကိုသွားလိုက်ပါတယ်။အဲ့ဒီအချိန်မှာမိုဟန်နဲ့သူ့ရဲ့မိသားစုဝင်တွေအိမ်မှာမရှိဘူးဆိုတော့ကိုဒီနေ့သိနေခဲ့ပါရီ။ဒါကြောင့်သူကမိုဟန်ရဲ့အိမ်ကဆောင်းအစ်စ်ကိုလည်းခိုးယူသွားခဲ့ပါရီ မိုဟန်အိမ်ကိုပြန်ရောက်ရှိလာခဲ့တဲ့အခါမှာတော့သူရဲ့အိမ်ကဂရင်ပေါက်ပွဲနေရကိုတွေ့ခဲ့ရပါတယ်။သူရဲ့အိမ်မှာရှိတဲ့ပစ္စည်းတွေအကုန်လုံးကနေရာတကျရှိနေခဲ့ပေမဲ့ပြောင်းနေတာဆိုလို့သူတို့ရဲ့ဆောင်းအသက်လေးတစ်ထည့်သားရှိပါတယ်။ဂျာကိုတွေ့ခဲ့ရတဲ့အခါမှာမိုဟန်ကလည်းတော်တော်လေးအံ့အားသင့်နေခဲ့ရပါတယ်။ဒုက္ခပဲကွာတော်တော်လေးကိုထူးဆန်းတာပဲ။ဆောင်ကဘလို့ဖြစ်လို့ရုတ်တရက်ကြီးပြောက်ွယ်သွားရတာလေအိမ်တိန်လုံးမှလိုက်ရှာကြည့်ပြီးသွားပြီးဘယ်မှမလဲရှာလို့မတွေ့ဘူး ဒုက္ခပဲရှင်ကျမတို့အပြင်ကိုသွားနေတဲ့အချိန်မှာဂရင်ပေါက်ဖွင့်ပြီးတော့သွားမိသွားတာကိုအဲ့ဒါကြောင့်အခုလိုဖြစ်ရတာပေါ့အခိုးတွေဘာတွေအင်ကိုဝင်သွားပြီးစောင့်အစ်စ်တွေ့ရနေခိုးယူသွားတာပဲဖြစ်နေမယ်။အော်မင်းရလေကွာဂရင်ပေါက်ဖွင့်သွားလို့တခိုးဝင်နေဆိုလို့ရှင်လေတခြားပစ္စည်းတွေအများကြီးရှိတယ်ယူသွားမှာပေါ့စောင့်တထဲတဲကိုယူသွားစီရလားအိမ်မှာတခြားပစ္စည်းတွေကလည်းတန်ဖိုးရှိပါတယ်ပတ်စံတွေဘာတွေကိုလည်းလိုက်ရှာပြီးအိမ်တအိမ်လုံးကိုလည်းသူမှွေနောက်ထားမှာပေါ့ငါပတ်စံကိုတေချာဆုဆောင်ပြီးခလေးတွေအတွက်စောင့်အစ်စ်လေးတထဲလောက်ပေးခဲ့တော့ဘယ်နေရမှမရှိသေးဘူး ီနေ့ဆောင်းရည်ဒီကတော်တော်လေးအေးအောင်မှာဆိုနေမှာကွာဒုက္ခပါပဲငါတို့အိမ်မှာရှိရဆောင်းအစ်စ်လေးကိုတော့ခိုးသွားသေးတယ်ငါနောက်တစ်ခါဆောင်းအစ်စ်ထပ်ပြီးတော့ဝယ်ဖို့အတွက်ဆိုရင်တော့ပတ်စံအကြာကြီးထပ်ဆွရမှာအဲ့ဒီအချိန်ထိမင်းတို့အားလုံးအေးအေးချောင်ကိုဘယ်လိုဖျက်ကျော်ကြမလဲအဲ့ဒီညမှာအေးအေးချောင်ကတော်တော်လေးလွန်ကဲနေခဲ့ပါတယ်မိုဟန်ကိုရိုင်းလည်းဒါရီအားလုံးကိုတီးမခံနိုင်တော့ပါဘူးသူကလည်းအိမ်ပြင်ကိုထွက်လာခဲ့ပြီးဝမ်းနဲ့ပလက်ဖြစ်စွာနဲ့အောင်းငိုနေခဲ့ပါတယ်ဒုက္ခပဲဒီလောက်ထိပတ်စံတွေအများကြီးငါဘယ်ကနေထပ်ပြီးရောရှာလာခဲ့ရမှာလဲ နောက်ထပ်ဆောင်အသစ်တစ်ထည့်ဝယ်ဖို့ဆိုတာကလွယ်ကူတဲ့ကိစ္စလည်းမဟုတ်ဘူး။ဆောင်ဝယ်ဖို့အတွက်ဆိုလို့ရှင်တော့ပတ်စံတွေအများကြီးလိုအပ်အုံးမှာအရင်အချိန်မှာကောင်းကင်ရန်ကနေနဲ့သမီးနှစ်ပါးကဖြတ်သွားနေခဲ့ကြပါရဲ့။သူတို့ကကမ္ဘာလောကကြီးကိုရောက်ရှိလာခဲ့ပြီးဒီမှာရှိတဲ့ရာသီဥတုကိုခန်းစားဖို့အတွက်သွားနေခဲ့ကြတာပါ။သူတို့ကလည်းငိုကြွေးနေတဲ့မိုဟန်ကိုတွေ့ခဲ့ရတာနဲ့အောက်ကိုစင်လာခဲ့ပြီးပြောလိုက်ကြပါရဲ့။ဘာကြောင့်ငိုနေရတာလဲဆိုတဲ့အကြောင်းကိုလည်းမေးလိုက်ကြပါရဲ့။ ဆောင်ရသည်အရန်အေးခဲနေတော့တဲ့အချိန်ကာလအတွင်းရွာမှာရှိတဲ့လူတွေအကုန်လုံးကိုစီအိမ်တကားပြေးပြီးနှစ်ချိုက်စွာအိပ်ပျော်နေကြပြီးနေပါဖြစ်လို့မျိုးဒီမှာထိုင်ပြီးတော့ငိုနေရတာလေဘာဖြစ်တာလဲဆိုတာငါတို့ကလည်းပြောပြစမ်းမအောင်ပြဿနာတစုံတရာများရှိနေလို့လားအေးဟုတ်တယ်နေပါရီဖြစ်နေရလဲဆိုတာငါတို့ပြောပြနေရဲ့ဆင်းရဲဒုက္ခတွေအားလုံးကင်းဝေးသွားအောင်လို့ငါတို့ဘက်ကစူးစမ်းပေးနိုင်တယ်လို့စူးစမ်းပေးကြမယ်လေငါတို့ကနတ်သမီးလေးတွေပဲဖြစ်ကြတယ်ငါ့ရဲ့နာမည်ကနီလီသူကတော့အနီရောင်နဲ့ ငါတို့ကမဟုတ်စွမ်းနေအများကြီးရှိတယ်။ငါတို့နဲ့သမီးလေးတွေကစွမ်းအားတွေအတုံးပြုတ်ပြီးနင်တို့ရဲ့ပြဿနာတွေအကုန်လုံးကိုလည်းဖြေရှင်းပေးနိုင်တယ်။ဒါနဲ့နင်ရဲ့နာမည်ကဘယ်လိုခေါ်လဲ။ကျွန်တော်ရဲ့နာမည်ကမိုဟန်ပါ။ကျွန်တော်လည်းစူးစမ်းပန်းစားနေပတ်စံဆိုပြီးဆောင်းလေးတစ်ထည့်ဝယ်ယူထားခဲ့တာ။အိမ်ကနေဆောင်းအခိုးခံလိုက်ရတယ်လေ။ဘလို့ဖြစ်ပြီးတော့ဆောင်းပြောက်သွားလဲဆိုတော့ကျွန်တော်သိအောင်မသိဘူး။ကျွန်တော်ရဲ့ကလေးတွေနဲ့ကျွန်တော်ရဲ့မိန်းမတွေအခုဆိုရင်တော့ဆောင်းရသည်အေးနေတဲ့အချိန်မှာဆောင်းမရှိဘဲနဲ့အိတ်ကြရတော့မယ်။သူတို့အခုလိုအေးနေတဲ့အချိန်မှာ ောင်မရှိပဲအိတ်နေရတော့ကျွန်တော်လည်းအရန်ကိုဝမ်းနေမိတယ်။အော်ဒီလောက်လေးပဲလားဒီလောက်ကိစ္စလေးကိုဘာလို့ဒီလောက်တောင်စိုးရင်ပုံပန်နေရတာလဲ။ငရရဲ့မော်အစွမ်းထတဲ့မော်ဒုတ်တန်နဲ့အခုချက်ချင်းပဲနင်တို့ကိုစောင့်ပေးမယ်။ဒါဆိုရင်တော့နေရစင်ရဒုက္ခတွေအကုန်လုံးကင်းဝေးသွားလိမ့်မယ်လို့ထင်တယ်။ဘာမှပူပန်တော့ကရောက်မနေပါတော့နဲ့။ဟုတ်တယ်ဟုတ်တယ်။ကျွန်တော်တို့မှစောင့်တဲ့ထားရှိမယ်ဆိုရင်တော့ဘာမှထပ်ပြီးတော့မလို့ကျင်တော့ပါဘူးဗျာ။ကဲမော်အစွမ်းထတဲ့မော်ဒုတ်တန်လေးရေနေရမော်အစွမ်းတွေကိုပြသလိုက်ပါဦး။ရွှေဆောင်လေးတစ်ထည့်အမြန်ဆုံးလုပ်ပေးပါ လက်သမီးလေးကသူ့ရဲ့မော်တော်တန်လေးကိုခိုင်းလိုက်တာနဲ့ချက်ချင်းပဲရွှေရောင်ဆောင်ကြီးတစ်ထည်ရောက်ရှိလာပါတယ်။ဒါကိုတွေ့ခဲ့ရတဲ့အခါမှာမိုဟန်ကလည်းအံ့အားတင်သွားခဲ့ပါတယ်။ကဲရောမိုဟန်ကြီးဒါကတော့ရွှေဆောင်ကြီးပဲ။အခုဆိုရင်တော့နေရဲ့ဆင်းရဲဒုက္ခတွေအကုန်လုံးကင်းဝေးသွားလိမ့်မယ်။နင်းကိုငါတို့ကရွှေမော်ဆောင်ကြီးကိုပေးလိုက်ပြီလေ။မဟုတ်တာဗျာကျွန်တော်ရွှေဆောင်ကိုမလိုချင်ပါဘူး။ကျွန်တော်ရဲ့ပျောက်ဆုံးသွားတဲ့ဆောင်ကြီးကတော့တာမန်ဆောင်ကြီးတစ်ထည်ပဲ။ သူကအနှွေးထွက်ကိုပေးနိုင်တယ်ကျွန်တော်မိသားစုတစ်ခုလုံးကိုအခုလိုစောင်းရသည့်အေးနေတဲ့တန်းကနေကာကွယ်ပေးနိုင်တယ်တလောက်ပဲဒီရွှေဆောင်ကြီးကတော့ကျွန်တော်တို့ရဲ့အေးခဲမှုကိုဘယ်တော့မှရပ်တန့်ပေးမှာမဟုတ်ဘူးပြီးတော့ဒါကအတော်လေးဈေးကြီးမဲ့ပုံစံပဲကျွန်တော်ကဈေးအလောက်ထိမများတဲ့ခေါင်းနဲ့လောက်ထားတဲ့ဆောင်ကိုပဲဝယ်ယူခဲ့တာပါကျွန်တော်ကိုခေါင်းဆောင်တစ်ထည်ပေးမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့မိသားစုလုံးလောက်ပြီးဒီရွှေဆောင်ကြီးကိုတော့ပြန်ယူလိုက်ပါတော့ဗျာမိုဟန်ရဲ့စကားတွေကိုကြားခဲ့ရတဲ့အခါမှာနှစ်သမီးလေးနှစ်ပါးလုံးကလည်းရှင်မောနေခဲ့ကြပါတယ် မိုဟန်ဘလောက်တောင်မှရိုတာဖြောင်းမှလိုက်ပြီးသဘောကောင်းလဲဆိုတော့ကိုလည်းသူတို့ကြည့်နေခဲ့ကြပါရဲ့မိုဟန်နေရာမှာအစားစုတယောက်တော့ဆိုလို့ရှင်တော့ရွှေဆောင်ကြီးကိုကြည့်ပြီးတတော်လေးတော့မှတတ်သွားခဲ့သွားတော့မှာပါဒီရွှေနဲ့မိုဟန်နောက်ထပ်ဆောင်တဲ့အများကြီးကိုလည်းဝယ်ယူလို့ရပါသေးတယ်ဒါပေမဲ့သူကတော့အခုလိုလုံးဝမလုပ်ခဲ့ပါဘူးသူလို့အတလောက်ကိုသာနတ်သမီးလေးတွေရှိကတောင်းခံခဲ့ပါရဲ့မိုဟန်ကရန်ကိုရိုတာဖြောင်းမှလွန်တာကိုနတ်သမီးလေးတွေကသဘောကျနှစ်သက်သွားခဲ့တဲ့အကြောသူတို့ကလည်းရွှေဆောင်ကြီးကိုမိုဟန်ကိုလက်ဆောင်အနေနဲ့ပေးသွားခဲ့ကြပါရဲ့ မိုဟန်နီရဲ့နေကအရန်တော်တဲ့ရိုးသားဖြောင်းမတ်လွန်နဲ့နေရဲ့စိတ်ပေါ်ထားဘလောက်တောင်မှဖြူစင်တန့်ရှင်လွန်လဲဆိုတော့ကိုငါတို့တွေးခဲ့ကြရပြီးပြီအဲ့ဒါကြောင့်နေရဲ့ရိုးသားဖြောင်းမတ်မှုအတွက်ဒီဆောင်ကိုငါတို့နင်းကိုပေးသွားလိုက်မယ်နော်အဲ့ဒါကြောင့်ဒီရွှေဆောင်ကြီးကဒီနေ့အစပြီးတော့နေရဲ့အပိုင်ဖြစ်သွားပြီးငါတို့ပေးရကိုထပ်ပြီးညင်းမနေပဲနဲ့လက်ခံပြီးယူထားလိုက်စမ်းပါနင်းဒီရွှေဆောင်ကြီးကိုရောင်းပြီးစီးပွားရေးအသေးတစ်ခုခုလည်းထပ်ပြီးတော့လုပ်လိုက်ပေါ့နေရဲ့စီးပွားရေးအခြေအနေပုံပုံကောင်းမွန်လာလိမ့်မယ် နေစိတ်သဘောထားအရန်ကိုဖြုတ်စင်ကောင်းမွန်လို့နဲ့အတွက်ကြောင့်မို့လို့ဒီဆောင်ကိုရရတယ်လို့တောင်းမှတ်လိုက်တော့နော်။နေရစီပွားရေးအခြေအနေကောင်းမွန်လာတဲ့အခါကြောင့်လို့ရှင်တော့နွေးနေတဲ့ဆောင်တွေအိယာခင်းတွေအနွေးတွေတွေအများကြီးကိုလည်းထပ်ပြီးတော့ဝယ်ယူသုံးဆွဲလို့ရသွားလိမ့်မယ်။နေထုတ်ပြီးသားစုဝင်တွေအကုန်လုံးကလည်းဆောင်ရသည်မှာထပ်ပြီးအေးခဲနေစရာမလိုတော့ဘူး။ကျေးဇူးအများကြီးတင်ပါတယ်နှသမီးလေးတို့ရေ။ကျွန်တော်ရဲ့ဆင်းရဲမွဲတင်မှုတွေကတိတ်မကြခင်ပေါက်ပြောက်သွားတော့မယ်ဆိုတော့ကိုကျွန်တော်လည်းသိပါတယ်။ အခုလိုအကူအညီပေးရတော့ကျွန်တော်ဘယ်တော့မှဒီကျေးဇူးတွေကိုမမေ့ဘူးကျွန်တော်လည်းမျိုးဒုက္ခရောက်နေကြတဲ့တခြားသူတွေအကုန်လုံးကိုလည်းကျွန်တော်ထပ်ပြီးတော့အကူအညီပေးမယ်ဒါမှလည်းရွာမှာရှိတဲ့ဆင်းရဲတဲ့မိသားစုဝင်တွေအကုန်လုံးအခုလိုအေးနေတဲ့ရာသီဥတုမှာစောင့်မရှိပဲနဲ့မအေးရတော့မှလေနတ်သမီးတို့ကျွန်တော်ကအကူအညီပေးခဲ့ကျွန်တော်မျိုးကျွန်တော်လည်းအားလုံးကိုအကူအညီပေးမယ်ဗျာဂျာဘောမိုဟန်ရဲ့နေရတကယ်အရန်ကိုစိတ်ပေါ်ထားပြေဝကောင်းမွန်လို့နဲ့အဲ့ဒါကြောင့်လည်းငါတို့ကအနေနဲ့ကိုအခုလိုမျိုးအကူအညီပေးခဲ့ရလေ ဒါဆိုရင်တော့နေရွှေဆောင်ကြီးကိုရောင်းပြီးနေတဲ့အတူတူလိုအပ်နေတဲ့သူတွေအကုန်လုံးကိုအကူအညီပေးလိုက်ပါဒုက္ခရောက်နေတဲ့မိသားစုဝင်တွေအကုန်လုံးရဲ့ဘဝကိုပြောင်းလဲသွားအောင်နေကိုယ်တိုင်လုပ်ပေးလိုက်တော့မိုဟန်ကိုစောင့်ပေးပြီးနောက်မှာတော့နတ်သမီးလေးတွေကလည်းသူတို့ရဲ့တိုင်းပြည်ကိုပြန်သွားခဲ့ကြပါတယ်ရွှေဆောင်ကြီးကိုတွေ့ခဲ့ရတဲ့အခါမှာမိနာနဲ့ကလေးတွေကလည်းဝမ်းသာပျော်ရွှင်သွားခဲ့ကြပါတယ်နောက်နေမှာတော့မိုဟန်ကလည်းမျိုးကိုတတ်သွားခဲ့ပြီးသူရဲ့ရွှေဆောင်ကြီးကိုရောင်းချပစ်ခဲ့ပါတယ်။ရရှိတဲ့ပတ်စံတွေကြောင့်သူရဲ့ဘဝကပျော်ရွှင်စရာနဲ့ပြည့်စုံသွားခဲ့ပါပြီ။ ရွာမှာရှိတဲ့တခြားလိုအပ်တဲ့သူတွေအားလုံးကိုလည်းသူကနောက်ထပ်ဆောင်တွေအများကြီးလိုချမ်းပေးခဲ့ပါသေးတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။